သီလရှိဖို့ဆိုတာကြတော့အဆက်အကြောက်ကအရေးကြီးတယ်ပေါ့အဆက်အကြောက်ဆိုတာဟိရိဥတ္တပဟိရိဥတ္တပဆိုတာကိုယ်မှာကိုချင်းသီလရှိဖို့အတွက်ဒီစဉ်းစားတွေးခေါ်ထားရကိုယ်ခုံတိတ်ခါကိုကိုငဲ့ပြီးတော့လဲသီလရှိအောင်လုပ်ရပတ်ဝန်းကျင်ကိုလေးစားမှုပြုပြီးတော့လဲသီလရှိအောင်လုပ်တယ်ဆိုလိုတာကဘာလို့လဲဆိုရင်လူစရာကိုယ်ခုံတိတ်ခါကိုထိန်းတာဟိရိလို့ခေါ်တယ် အရှက်ဆိုဒီမှာကိုခုံတိတ်ခါကိုထိန်ခြင်းပဲဖြစ်တယ်။ကိုရဲ့ကုံတိတ်ခါငါလိုပုဂ္ဂိုလ်ကမကောင်းတာတွေလုပ်ရင်ရှက်စရာကြီးပဲ။ငါဘယ်တော့မှမမကောင်းတာမလုပ်ဘူး။ငါလိုပုဂ္ဂိုလ်မျိုးကမကောင်းတာဘယ်တော့မှမလုပ်ဘူး။ဆိုပါစို့။နော်။ရှင်သေးဆိုတဲ့တရားဟာဒီမြတ်ကိုယ်တော်ဘယ်တော့မှ စားမှာမဟုတ်ဘူး။ အသားမစားရလို့ရှင်အငတ်သေးကောင်းသေးလိမ့်မယ်ဆိုတဲ့ကိုယ့်ကိုယ်အရှက်ရမဲ့အလုံမျိုးကိုမလုပ်တာလောကမှာနိတိချမ်းတွေကဆိုလို့ရှိတယ်အလုံးတွေ့ဘူးကောင်းတွေ့ဘူးကြလိမ့်မယ်မြတ်လေးပန်းဆိုတာရှိတယ်ခြုံွယ်ပေါ်မှာပွင့်တဲ့မြတ်လေးပန်းမြတ်လေးပင်ကပွင့်တဲ့မြတ်လေးပန်းလေးဟာမြတ်လေးပန်းလေးဟာတဲ့လူတွေရဲ့ခေါင်းပေါ်မှာပန်းစင်ချင်းကိုခံရရင်ခံရတယ် မခံရဘူးဆိုရင်တစ်ပင်ပေါ်မှာပဲအချောက်ခံတယ်လို့ဆိုတယ်တစ်ပင်ပေါ်မှာပဲဒီတိုင်းချောက်တယ်မြတ်မြတ်နုနုခုပြီးတော့ခေါင်းပေါ်ပန်လို့ရှိရင်လူခေါင်းပေါ်ရောက်တယ်အေးအဲ့လိုပန်ဆင်သူမရှိရင်တော့တစ်ပင်ပေါ်မှာပဲအချောက်ခံဒါဘာကိုပြောတာတုံးဆိုကိုယ်ခုန်တဲ့ခါကို ထိန်းတယ်လို့ဆိုတဲ့အတိတ်ပဲကိုတင်စားပြီးပြောကြခြင်းသာဖြစ်တယ်လောကလူတွေဟာအသက်သေးခြင်းသေးပါစေသူတော်ကောင်းတွေဟာ ကိုကိုချင်းတရားကိုမဖြတ်ဘူးကိုရဲ့ဂုံတိတ်ခါကိုမထိပါစေဘူးဆိုတာဟိရိဩတ္တပဆိုတာပတ်ဝန်းကျင်ကိုလေးစားတာကိုမှာအမေဖေးရှိတယ်အမေရဲ့ဂုံတိတ်ခါထိအောင်မလုပ်ဘူးအဖေရဲ့ဂုံတိတ်ခါထိအောင်မလုပ်ဘူးဆွေမျိုးသားချင်းတွေရဲ့ဂုံတိတ်ခါထိအောင်မလုပ်ဘူးကိုပတ်ဝန်းကျင်အပေါင်းအသင်းတွေရဲ့ဂုံတိတ်ခါကိုထိအောင်မလုပ်ဘူးဒါဟာဩတ္တပပတ်ဝန်းကျင်ကိုအလေးထားတယ်နော်ခဏိခင်မှာကြတော့ ပတ်ဝန်းကျင်ကိုအလေးမထားဘူးဖြစ်လာတဲ့အခါလူတွေဟာဆိုလို့ရှိတယ် I don't care I don't care ဘာမှဂရုမစိုက်ဘူးဆိုတာမျိုးအဲပြောလို့ရှိကြသေးတယ်ကိုထမင်းကိုစားတာဘာမှဂရုစိုက်ရမှာတော့ဆိုတဲ့လူမျိုးတွေဟာအဲ့ဒါဥတ္တပမရှိတဲ့သဘောကိုဖော်ပြနေတယ်နော်ဂရုစိုက်တဲ့ဟာကိုစိုက်ရမှာပဲဘာမှဂရုမစိုက်ဘူးလို့မလုံးအောင်ဒီလိုဆိုလိုတယ်ဟိရိနဲ့ဥတ္တပဆိုတာကိုသိခါကိုထိန်ခြင်း ပဝန်းကျင်ကိုအလေးပြုခြင်းဆိုတဲ့ဒီနှစ်ချက်နဲ့ပြည့်စုံမှကိုချင်းတီလာနဲ့ပြည့်စုံသူဆိုတာဖြစ်လာနိုင်တယ်လို့ဒီလိုဆိုတာပေါ့နော်။ဒါကြောင့်မို့ကိုချင်းတီလာရှိဖို့အတွက်ဟိရိဝတ္တပကိုတဏ္ဍမရှိရမယ်။ဟိရိဝတ္တပဆိုတဲ့တရားကိုမြတ်စွာဘုရားကလောကပါဠိတရားလို့ဒီလိုသတ်မှတ်ဖော်ပြ။လောကကြီးကိုလူလောကကြီးကို တရိစ္ဆန်တွေရဲ့အဆင့်တန်းနဲ့မတူညီအောင်ထိမ့်သိမ့်ကာကွယ်ဆောင်ရှောက်ပေးတာဟာဟိရိနဲ့ဩတ္တပ။အရှင်မေရာတို့ပါဝန်ကျင်ဂယုမဆိုင်တာတို့ဆိုတာတရိစ္ဆန်ရဲ့စိတ်ဓာတ်ပဲ။အဲ့ဒီစိတ်ဓာတ်မျိုးတွေမဖြစ်ပေါ်ရလေအောင်ဟိရိဩတ္တပကထိမ့်ချုပ်ပေးထားတယ်လို့ဒီလိုဆိုတာပေါ့။